နန္ဒာလိုင်ရဲ့ခင်ပွန်မဲ့ပြန်လို့ပြီးခိုင်တင်းကြီးရဲ့ခင်ပွန်ကိုလွှတ်မပေးရတဲ့အကြောင်းရင်းပရိသတ်များလုံးမင်္ဂလာပါရှင်ဆက်လီအမန်ပလတ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်။နိုင်ငံကျော်အလှပရင်မထိတ်တန်းမင်းသမီးကြီးနန္ဒာလိုင်ရဲ့ခင်ပွန်ဖြစ်သူတထေးကြီးကိုစေတီဟာပြန်လည်လွတ်မြောက်လာပြီးဆွေရဲတရင်ကိုတော့အားလုံးလဲကြားမိကြမှာပါ။နန္ဒာလိုင်ရဲ့ခင်ပွန်ဖြစ်သူတထေးကြီးကိုစီတီဟာဟာဆိုရင်တကယ်ကိုချမ်းသာကြွယ်ဝတဲ့ထိတ်တန့်ခရိုနီတထေးကြီးတယောက်ပဲဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလည်းဦးစီးလုပ်ကိုင်နေပြီးတော့တင်းချောင်းစွာစီမံခန့်ခွဲတက်တဲ့သူတယောက်ဖြစ်ပေမဲ့မတော်တဆမှုနဲ့ဖန်စီထိန်ထိန်ခံလာရပါတယ်။ 2022ခုနှစ်မတ်လတည်းကအဖမ်းဆီးခံခဲ့ရပြီးတော့အခုလိုမျိုး၃နှစ်ကျော်ကြာတဲ့အချိန်ကြမှာလူငယ်ချမ်းသာခွင့်နဲ့အတူပြန်လည်လျှောက်လာခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့မင်းသမီးကြီးခိုင်တင်းကြီးရဲ့ခင်ပွန်းဖြစ်သူကိုခန့်နိုင်ကတော့ပြန်လည်လျှောက်လာခဲ့ခြင်းမရှိသေးပါဘူး။ကိုခန့်နိုင်ကတကယ်ကိုချမ်းသာကျွဲဝါတဲ့စီးပွားရေးလုပ်ငန်းရှင်တထေးကြီးတစ်ယောက်ဖြစ်ပါတယ်။ကိုစီတီဟာလိုမျိုးပဲစီးပွားရေးလုပ်ငန်းလှုပ်ဆောင်ရင်းနဲ့မတော်တဆအထင်လွဲစရာတစ်ခုကြောင့်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။သူကလည်း2022ခုနှစ်ကတည်းကထိန်းသိမ်းခံထားရတာဖြစ်ပြီး င်အခုဆိုရင်တော့၃နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ် ဒါပေမဲ့လည်းပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိဘဲတယောက်တည်းကြံနေခဲ့ရတဲ့အတွက်မင်းသမီးကြီးခိုင်သိန်းကြီးလည်းအိမ်မတန်ကိုဝမ်းနည်းခံစားနေရပါတယ်။နန္ဒလာရဲ့ခင်မွန်းတဲ့ကတော့ပြန်လွတ်လာခဲ့ပြီးတော့သူမရဲ့ခင်မွန်းဖြစ်သူပြန်လည်လွတ်မြောက်လာခဲ့ခြင်းမရှိတဲ့အခါမှာခိုင်သိန်းကြီးလည်းပြောမပြတတ်အောင်ခံစားနေရပါတယ်။သူမအနေနဲ့ခင်မွန်းဖြစ်သူကိုအိမ်မတန်ကိုယုံကြည်အားကိုးပြီးတော့ချစ်ခင်တဲ့အတွက်အခုလိုအချိန်ကြာကြီးဝေးကွာပြီးတော့အထဲမှာထဲထားခဲ့ရတဲ့ပုံမှာဘလို့မှစိတ်မချမ်းသာနိုင်ခဲ့ပါဘူး။သမီးလေးရှိနေလို့သာဖြစ်သားနေရဖြစ်ပြီးတာမင်းရဲ့ တတ်နိုင်သမျှစူးစမ်းပြီးတော့ဘဝကိုရပ်တည်နေထိုင်ခဲ့ရပါတယ်။မင်းသမီးကြီးခန့်သိကြည့်ဆိုရင်အနုပညာအလုပ်တွေကိုတောင်မလုံးနိုင်တော့ပဲခေမုံဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုဥဆောင်လုပ်ကင်ပေးနေခဲ့ရပါတယ်။ခင်မုံဖြစ်သူပိုင်ဆိုင်တဲ့ကုမ္ပဏီကြီးနဲ့ဆက်ရုံတွေကိုသူမနဲ့သမီးလေးနှစ်ယောက်သာပူးပေါင်းပြီးတော့ဆက်လက်ရည်တည်နိုင်အောင်စူးစမ်းလုပ်ကင်နေရတာဖြစ်ပါတယ်။ Academy ပေးပွဲကိုတက်ရောက်တဲ့အချိန်တုန်းကတောင်မဖြစ်တာလို့တာတက်ရောက်ရပေမဲ့ခင်မုံဖြစ်သူတာအတူတူရှိရင်ဆိုတဲ့စိတ်နဲ့ဝမ်းနေနေတဲ့ပုံရိပ်တွေကိုတွေ့မြင်ခဲ့ရပါတယ်။ သူမအနေနဲ့ကတော့ခင်မုံဖြစ်သူကိုအမြန်ဆုံးပြန်လည်လွမြောက်လာစေခြင်းပဲမယ်။အခုလိုမျိုးသုံးနှစ်ကျော်ကြာတဲ့အထိပြန်လွတ်မလာသေးပါဘူး။နန္ဒာလိုင်ရဲ့ခင်မုံဖြစ်သူကတော့ပြန်လွတ်လာခဲ့ပြီဖြစ်တဲ့အတွက်မိသားစုဝင်တွေကဝမ်းသာစွာနဲ့အသိပေးလာခဲ့ပါတယ်။သူတို့သမီးသားစုလုံးလည်းအင်မတန်ကဝမ်းသာပျော်ရွှင်နေကြပြီးတော့ဒီလိုမျိုးနေလေးကိုစောင့်ဆိုင်းခဲ့ရတာဖြစ်ကြောင်းသတင်းကောင်းပါလာခဲ့ပါတယ်။မင်းသမီးကြီးခန့်သိကြည့်လဲဒီလိုမျိုးသတင်းကောင်းပါခြင်းပေမဲ့အထင်းကိုရောက်ရှိပြီးပြန်လွတ်မလာသေးတဲ့ခင်မုံတွေကိုအခုချိန်ထိစောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ နန္ဒာလရဲ့ခင်မုန်းဖြစ်သူတထေးကြီးကိုစီဒီဟောက်ကိုတော့ပြန်လွတ်ပေးပြီးတော့သူမရဲ့ခင်မုန်းကိုတော့ဆက်ပြီးထိန်းသိမ်းထားရတဲ့အကြောင်းရင်းကငွေကြေးဥစ္စာတိတ်ပြီးတော့မပြေစုံလို့များလားအဲ့ဒီလိုမျိုးတွေးနေကြတာပါတဖက်ကတော့တနိုင်ကလုံးမှာအချမ်းသာဆုံးဆိုတဲ့တထေးကြီးဖြစ်တယ်လို့ဂုံပုတ်တွေများစွာကိုလည်းပိုင်ဆိုင်ထားပါတယ်။သူမတို့ဘက်ကတော့အဲ့ဒီလောက်ထိချမ်းသာကြွားမှုမရှိတဲ့အတွက်ပြန်လွတ်မပေးသေးရလားလို့လည်းဝန်ထင်းအားငယ်နေခဲ့ပုံရပါတယ်။ မင်းသမီးကြီးခန်းသိန်းကြီးရဲ့ခင်မုံဖြစ်သူကိုခန့်နိုင်ကိုဆက်လက်ထိန်းသိမ်းထားပြီးတော့ပြန်လွတ်မပေးရတဲ့အကြောင်းရင်းကဘာများဖြစ်မယ်လို့ပြည်သက်ကြီးတို့အထင်ကြပါသလဲရှင်အဆုံးထိကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်